တစ်ပင်ဆောင်နတ်သားလေးရဲ့ချစ်ပုံမြင်တခါတော့ကဝန်ရာလန်လို့အမိရတဲ့တိုင်းမီကြီးမှာဆွာကြီးမိနဲ့ပြားဟင်နရီနဲ့လာပါတဲ့ရေနဲ့သမီးအော်ရာတို့ရဲ့မင်္ဂလာပွဲတစ်ခုကျင်းပဖို့ရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းမင်္ဂလာပွဲမတိုင်ခင်တည့်ရက်အလိုမှာပဲရေနဲ့သမီးတို့အော်ရာတယောက်ဒူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ဟင်နရီယာအော်ရာလေးကိုလိုက်လံရှာဖွေခဲ့ပြီးမဲ့ဘလို့ပဲရှာရှာရေနဲ့သမီးလေးအော်ရာကိုမတွေ့နိုင်ခဲ့ပါဘူး။ ။ဒီကဲတော့အော်ရာဟာလှုပ်ဝက်ဇန်းကျဲတဲ့တောအုပ်ကြီးတစ်ခုထဲကိုသွားပြီးဒူးမတို့အရန်ကိုအရေးကြီးတဲ့ပစ္စည်းတစ်ခုကိုသွားရှာနေကြတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ရေနယ်သမီးလေးအော်ရာတယောက်တောအုပ်ကြီးထဲမှာရှောက်သွားရင်ကျုပ်ရဲ့အသက်ရှိနေတဲ့နွယ်ပင်လေးရဲ့တိုက်ခဲ့ခြင်းကိုခံလိုက်ရပါတယ်။အော်ရာဟာနွယ်ပင်လေးတွေရဲ့အချုံနောက်ကိုရုန်းကန်မှုဂျိုးသားလေးနွယ်ပင်တွေဟာပိုတင်းကျက်လာလေဖြစ်နေခဲ့တာကြောင့်အတော်လေးခက်တွေ့နေခဲ့ရပြီးအဲဒီအချိန်မှာပဲမြေခွေးတစ်ကောင်ထွက်ပေါ်လာခဲ့ကအော်ရာလေးကိုထပ်မံရန်ပြုဖို့ဂျိုးစားပါတယ်။ ။ Aura တယောက်ရုတ်တရက်ထွက်ပေါ်လာတဲ့မော်စွန်ဟာတစ်ခုကြောင့်သာတက်တရာရာသွားခဲ့တာဖြစ်ပြီး Aura လေးကိုကယ်တင်လိုက်သူကတော့တစ်ပင်ဆောင်နှစ်သားလေး Ryan ပဲဖြစ်ပါတယ်။နောက်တော့ Ryan ဟာ Aura လေးအပေါ်ကိုချုံနှောင်ထားတဲ့ငွေကြိုးတွေကိုသူ့ရဲ့အစွမ်းနဲ့ဖြေလျှော့ပေးခဲ့လိုက်ပါတော့တယ်။အိုးမိတ်ဆွေကျွန်ုပ်ကိုအခုလိုမျိုးကူညီပေးခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်မိပါတယ်။ကျွန်ုပ်ကဝန်ဒါလန်တိုင်းပြည်ရဲ့ရေနတ်သမီးလေးအော်ရာပါ။ဟောတွေ့ရတော့ဝန်ဒါပါရဲ့ရေနတ်သမီးလေးအော်ရာ ကျွန်တော်နာမည်က Ryan ပါကျွန်တော်ကဒီတောအုပ်ထဲကတစ်ပင်ဆောင်နှစ်သားတစ်ပါးပါ အခုလိုတွေ့ခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်ဟောရာလေးလည်းအိုးအသင်းကတစ်ပင်ဆောင်နှစ်လားကျွန်တော်ကြားဘူးတယ်တစ်ပင်ဆောင်နှစ်သားတွေကလောကကြီးထဲကအပင်လေးမှန်သမျှရဲ့ဇကားတွေကိုနားလည်နိုင်တယ်ဆိုဟုတ်ပါရဲ့နှစ်သမီးလေးအော်ရာဒါကြောင့်ကျွန်တော်ကတင်းကိုတိုက်ခိုက်ခဲ့ကြတဲ့နွယ်ပင်လေးတွေရဲ့ဇကားကိုနားလည်နိုင်ပါတယ် တကယ်တော့သူတို့ကတင့်ကိုတိုက်ခိုက်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးရှင်နာလီမှာဂျော်ကဘာတစ်ခုရှိလို့တင့်ကိုလန့်တရီပေးလိုက်တာပါဒါကိုတင်က နားလည်မှုလွဲသွားလို့အခုလိုဖြစ်သွားရတယ်ထင်ပါတယ်အနီနာကဝန်ပလီကလည်းတင်ကသူ့ရဲ့တငယ်ချင်းနွယ်ပင်တွေကိုတိုက်ခိုက်နေတဲ့ထင်သွားလို့ရံပြုမယ်လုပ်ခဲ့တာပါအော်ရာလီလည်းအဲ့ဒီကကြားမှာအကြောင်းစုံကိုနားလေသွားခဲ့ပြီးအလိုကျွန်ုပ်ရဲ့အထင်မြင်လွဲမှားမှုကြောင့်အခုလိုတွေဖြစ်ပျက်ကုန်ရတာပဲ။ အဲ့ဒီအတွက်တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ဆိုပြီးတော့ပြန်လဲတောင်းပန်တာပေါ့။ရေနံသမီးလေးအော်ရာဒီတော့ကိုကြီးတဲ့ကိုရောက်နေရတဲ့အကြောင်းရင်းကတော့အားဘက်တောင်ကိုလာရှာတာဖြစ်ပြီးအားဘက်တောင်ထဲကမော်ဖန်လုံးရဲ့စွမ်းအားနဲ့မှသူမမိနေပြာဟင်နရီကိုအနိုင်ယူနိုင်မှာမို့ပဲဖြစ်ပါတယ်။တကယ်တော့မိနေပြာဟင်နရီဟာစိတ်ထားယုံညံ့ပြီးသူ့ရဲ့စွမ်းအားကိုအားကိုပြီးသူတစ်ပါးကိုအနိုင်ကျင့်တင်ရဆိုင်တတ်တဲ့နဗျာတစ်ပါးပဲဖြစ်ပါတယ်။အော်ရာလေးကိုလည်းဝါနာလန်တိုင်းပြည်ကပြည်သူပြည်သားတွေရဲ့အသက်နဲ့ချင်းကြောက်တာ လက်ထက်ကွန်တောင်းထားခဲ့တာဖြစ်ပြီးမိနဖျားဟင်နရီရဲ့စွမ်းအားကြီးမားမှုကိုမလွန်ဆန်နိုင်လို့သာအော်ရာလေးတယောက်မင်္ဂလာပွဲကိုလက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မဲမင်္ဂလာပွဲမတိုင်ခင်တရက်အလိုမှာဒီတော့ကြီးတဲ့ကိုထွက်ပြေးလာခဲ့ပြီးအားဘက်တောင်းကမော်ဖန်လုံးကိုလာရှာခဲ့တာဖြစ်ကြောင်းရိုင်းယန်ကိုအကြောင်းဆုံးရှင်းပြခဲ့ပါတယ်။ရိုင်းယန်တယောက်အကြောင်းဆုံးကိုနားထောင်ပြီးချိန်မှာအော်ရာလေးကိုကူညီပေးဖို့ဆုံးဖြတ်ခဲ့ပြီးတို့ရီနေမနာညာမနာနဲ့အားဘက်တောင်စီကိုချီတက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ရတတော်ကြတော့သူတို့နှစ်ယောက်ဟာအာဘတ်တောင်သားလေးကိုရောက်လာခဲ့ကြပါတယ်။အာဘတ်တောင်သားလေးကိုရောက်တော့ရတတော်ကြကြမစားမတော့ပဲခရီးနေလာခဲ့ရတာကြောင့်အော်ရာလီယာဘိုက်တော်စားလာခဲ့တာမို့ဘရိုင်ဟာအော်ရာလီအတွက်စားစရာတွားရှာပေးနေခဲ့ပါတယ်။အဲဒီအချိန်မှာမိနက်ပြားဟင်နရီဟာအော်ရာလီစီကိုရောက်လာခဲ့ပြီးပြန်လည်ဖမ်းဆီးခဲ့ပါတယ်။တကယ်တော့မိနက်ပြားဟာအော်ရာလီရဲ့စွမ်းအားပူပေါင်းနေတဲ့ခြေရာကိုကြည့်ပြီးတော့သူတို့နောက်ကနေမပြတ်တမ်းလိုက်လာခဲ့တာပဲဖြစ်ပါတယ်။ ။အော်ရာကလည်းအယုတ်တမကြီးကျွန်ုပ်ကိုအခုလို့ဆိုပြီးတော့အသံကုန်အော်ဟစ်နေခဲ့တာပေါ့။ဒါကိုအဝေးကကြားလိုက်ရတဲ့ Ryan ဟာအမြန်ပြန်လာပြီး Aura လေးကိုကူညီပေးဖို့လုပ်ပေမဲ့သူဟာမိနဲ့ဖျားကြီးရဲ့ပြိုင်မမဟုတ်ခဲ့ပဲအချိန်တော်လေးအတော့မှပဲရှုံးနေသွားခဲ့ရပါတယ်။မိနဲ့ဖျား Henry ဟာ Ryan ကိုကိစ္စတုံးဖို့လုပ်တော့ Aura အဲ့ဒါလိုမလုပ်ဖို့တောင်းပန်ခဲ့ပြီးအဘေယူအနေနဲ့ Wonderland Diamond ကိုမိနဲ့ဖျား Henry နဲ့အတူကြီးကြီးပြူးပြူးနဲ့ပြန်လိုက်သွားဖို့သဘောတူခဲ့ရပါတော့တယ်။ ဟင်နရီနေပါဦးရိုင်ဟန်ကဒံယာပြေးရထားတယ်ဒီအတိုင်းသာဆို သူတည်သွားလိမ့်မယ်ကျွန်ုပ်သူ့ကိုကူတာပေးခဲ့ခြင်း ਨੇ စိတ်ကြပါသူ့ကိုကူတာပေးပြီးရနဲ့တင်းနဲ့အတူပြန်လိုက်ခဲ့ပါမယ်မိနေပြားကြီးဟင်နရီဟာသဘောတူခဲ့တာကြောင့်ရှင်နေသမီးလေးအော်ရာဟာသူ့မရဲ့နောက်ဆုံးလက်ချံမော်ဆွမ်းအားကိုတုံးပြီးရိုင်ဟန်ကိုပြန်လဲကူတာပေးခဲ့ပါတော့တယ်ရိုင်ဟန်လည်းချီးရသူလေးအတွက်ဘာမှလုံမပေးနိုင်တဲ့သူ့ကိုယ်သူစိတ်ပြတ်မိနေခဲ့ပြီးမင်းသမီးလေးအော်ရာကျွန်ုပ်ဂရီပေးပါတယ် ျွန်ုပ်အားဘက်တောင်ထိပ်ကိုရောက်အောင်သွားပြီးမော်ဘန်လုံးရဲ့စွန်းအားနဲ့စွန်းအားကြီးနဗျာတစ်ပါးဖြစ်လာအောင်လုပ်ပြီးမိကိုပြန်လာခဲ့ပြီးမယ်ဒီလုံးနဲ့အော်ရာလေးဟာဟင်နရီနဲ့လိုက်သွားတော့ရိုင်းဟာသူ့ရဲ့ဂရီအတိုင်းအားဘက်တောင်ထိပ်ကိုရောက်အောင်တက်သွားပြီးမော်ဘန်လုံးရှိရာစီကိုရောက်သွားခဲ့ပါတယ်မော်ဘန်လုံးဟာရိုင်းရဲ့အဖြစ်အပျက်တွေကိုသူ့ရဲ့အစွမ်းနဲ့ပြန်ကြည့်လိုက်ပြီးအိုးတစ်ပင်ဆောင်နှစ်သားလေးတင်းရဲ့အဖြစ်ကတကယ်ပဲဝမ်းနည်းစရာကောင်းတာပဲတင်းကတင်းရဲ့ခြေအားသူနဲ့ သူမရဲ့ပြည်သူပြည်သားတွေကိုကယ်တင်ပေးနိုင်ဖို့ကျွန်တော်ရဲ့စွမ်းအားတွေကိုအလိုရှိနေတာပဲကျွန်တော်တင်ကိုအကူအညီပေးလို့တော့ရပါတယ်ဒါပေမဲ့လည်းတင်းအနေနဲ့ကျွန်တော်ရဲ့စွမ်းအားတွေကိုရယူလိုက်လို့တင်းရဲ့ဆန္ဒတွေပြည့်မြောက်သွားတဲ့အချိန်ကြရင်တင်းရဲ့မူလာစွမ်းအားတွေပျောက်ဆုံးသွားပြီးတင်းဟာတာမန်လူသားတစ်ယောက်ဖြစ်သွားလိမ့်မယ်အဲ့ဒါလို့ဆိုရင်ရောကျွန်တော်ရဲ့စွမ်းအားတွေကိုငှားသုံးအောင်ပါလားတင်ပင်သောနတ်သားလေးရိုင်းဟာသူ့ရဲ့စွမ်းအားပျောက်ဆုံးကုန်မှာကိုဂယုမဆိုင်ပေမဲ့သူကြည့်ရတဲ့အပင်လေးတွေနဲ့ စကားပြောခွင့်မရတော့မှကိုတော့စိတ်ပူမိနေခဲ့ပြီတကယ်လို့ကျွန်တော်ရဲ့စွမ်းအားတွေပျောက်ဆုံးသွားရင်အပင်လေးတွေနဲ့စကားပြောခွင့်မရတော့ဘူးပေါ့မော်ဖန်လုံးကလည်းဟုတ်တာပေါ့ဆိုပြီးတော့ပြန်အပြေးပေးခဲ့လိုက်ပါတော့တယ်ဒါပေမဲ့လည်း Ryan ကတော့အဲ့လိုဖြစ်ရမယ်ဆိုရင်တော့သူ့ကိုလက်ကျန်မော်ဆုံးအားအကုန်သုံးပြီးပြန်လဲကုစားပေးခဲ့တဲ့ Aura လေးကိုဂေတင်ပေးနိုင်ဖို့အတွက်မော်ဖန်လုံးရဲ့စွမ်းအားကိုငားရန်အသုံးပြုဖို့ဆုံးပြလိုက်ပါတော့တယ်တကယ်တော့မော်ဖန်လုံးကြီးဟာ ရိုင်းရဲ့သူတစ်ပါးအတွက်အနစ်နာခံလို့စိတ်ကိုစမ်းသပ်နေခဲ့တာဖြစ်ပြီးသူ့ရဲ့စမ်းသပ်မှုကိုအောင်မြင်သွားတဲ့ရိုင်းယန်ကိုသူ့ရဲ့စွမ်းအားတွေကိုအပိုင်ပေးလိုက်ပြီးရိုင်းယန်အနေနဲ့ဒီစွမ်းအားတွေကိုဘယ်တော့မှဆုံးရှုံးသွားမှာမဟုတ်ကြောင်းမှတခါရေပြောပြခဲ့လိုက်ပါတယ်။ဒီလိုနဲ့မော်ဘန်လုံးရဲ့အကူအညီနဲ့စွမ်းအားကြီးနှစ်ပါးတစ်ပါးဖြစ်လာတဲ့ရိုင်းယန်ဟာအော်ရာလေးကိုတိမ်းပိုက်ဖို့ကြိုးစားနေတဲ့ဟင်နရီကိုတွားရောက်တားဆီးပါတော့တယ်။ဟင်နရီဟာဘလောက်ပဲစွမ်းအားကြီးတဲ့မိနဲ့ပြားဖြစ်နေပါစေမော်ဘန်လုံးရဲ့စွမ်းအားအလုံးကိုရရှိထားတဲ့ရိုင်းယန်ကိုတော့ ဘလို့မှပြန်လေတိုက်ခိုက်နိုင်စွာမရှိခဲ့ပဲအရှက်တကွဲရှုံးနေကဝန်ဒါလန်တိုင်းမီကြီးကနေထွက်ပြေးသွားခဲ့ရပါတော့တယ်။အဲဒီနောက်တော့ Ryan ဟာ Aura လေးကိုချစ်ခွန်ပန်ခဲ့ပြီးဒရိုနှူးသားဝန်ဒါလန်တိုင်းမီကြီးကိုအတူတကွအုပ်ချုပ်ကြရင်းအသက်တဆုံးပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်။ပုံမီလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပါတယ်။နောက်မှလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမီလေးတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးသွားပြီး အချိန်နဲ့တပင်းစီကြီးရှုလို့ရအောင်လို့ဘေးနာကအော်ဆိုရဲခေါင်းလုံးလေးကိုပါနှိပ်သွားပေးဖို့တောင်းဆိုကြပါရခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်